ဒီ basketball sneakers ဒီ Air Jordan တို့ basketball sneakers တွေကိုကျွန်တော်တို့တွေဒီ fashion shoe အနေနဲ့ဝတ်ကြရတယ်။ဒီဘယ်လိုပြောမလဲဆိုရင်ဒီ Air Sample လိုမျိုးဒီ Indoor Air Force ဖနက် type လိုမျိုးဖနက်ကိုကျွန်တော်တို့တွေဒီအလားစီးအနေနဲ့စီးလာကြရတယ်။အာပြီးတော့ဒီ Puma speaker လို့ဒီ racing shoe ကိုလည်းကျွန်တော်တို့တွေဒီ fashion shoe အနေနဲ့တဖြည်းဖြည်းစီးလာကြတယ်။အခုနောက်တော့လာတော့မှကျွန်တော်တို့ဒီ belly ဖက်နဲ့ပြပါတယ်။ကျွန်တော်ဒီနေ့ unboxing လုပ်ပြသွားပေးမှာလို့တခြားမဟုတ်ဘူး။ဒီ bad bunny နဲ့ Adidas နဲ့ collaborate လုပ်ပြီးထုတ်ထားတဲ့ ဘဲလေးဖနက်ပါမယ် Debí tirarme fotos de cuando te tuve, debí darte más besos y abrazos, las besos. ကျွန်တော်အရင်ဆုံးဒီဘူးလေးကိုတွေ့တာနဲ့တွေ့လိုက်ရမှာဒီ Adidas ဖက်နက်ပုံမှန်ကျွန်တော်ပုံမှန် sneaker box အပြာရောင် color လိုမျိုးမဟုတ်ဘူးနဲ့သူကဒီ မိုင်းပြခေါ်မလားနည်းနည်းလေး aesthetic ဖြစ်တဲ့အပြရာမျိုးပါပြီးွားရင်ကျွန်တော်ဒီဖက်နက်ဘူးရဲ့ဒီအရှိတ်ဘက်ဘေးဘက်ပဲပြောအောင်ဒီဘေးဘက်အချမ်းမှာဒီ Adidas ဆိုတဲ့စားလေးကိုကျွန်တော်တို့မသိရင်တွားကြထိုးတဲ့နဲ့ဖောက်ထားတဲ့ဒီဇိုင်းမျိုးလေးထွင်းတာကျွန်တော်တို့တွေ့ရတယ်ဒီပေါ်က tree stripes ကလည်းကျွန်တော်တို့ down ပြတ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီဘေးတိုက်အဲနည်းနည်းလေး aesthetic ဆန်နေတာပေါ့နော်ဘူးလေးကတော့ကျွန်တော်တို့ဒီ unboxing လုပ်ရတာပေါ့နော် unboxing လုပ်လုပ်ချင်းကျွန်တော်တို့တွေဖက်နက်ကိုမတွေ့ခင်ကျွန်တော်တို့တို့ထည့်ပေးထားတဲ့ အဲ့လေးကိုအရင်တွေ့ရသူကဒီ tote bag လို့ပြောမလား plastic bag လို့ခေါ်မလားဒီ Adidas bad band ကြီးအဲ့လေးပေါ့နော်ကျွေးအဲ့လို့လည်းပြောလို့မရအောင်ဂုံနွေအဲ့အသားလိုမျိုးလေးနဲ့ပို့ဆင်တယ်သူတို့ကဒီ recycle bag အနေနဲ့ထုတ်ထားတာ ਨੇ သူပါတယ်အာဘယ်လိုပဲပြောတော့အဲ့လေးတော့ဆက်ဆောင်ပါတာပေါ့နော်ပြီးွားရင်ဒီမှာကျွန်တော်တို့ဒီ Adidas logo လေးနဲ့ဒီအားလည်းမမြင်ရမလားလို့မသိဘူး Deporta Rico ဆိုတဲ့အာစာလေးကိုကျွန်တော်တို့တွေ့ရပါတယ်။အာဒီအပေါ်မှာလည်းကျွန်တော်တို့ဒီ အာ Aedes parabat bandi ကိုရေးထားပါတယ်ဒီ para ဆိုတာကျွန်တော်သိရတဲ့လောက်ကတော့ဒီအာ Puerto Rico ကိုဒီ short form ပြောတာလားမသိဘူးကျွန်တော်လည်းမအားကောင်းမနိုင်ပါလေဒီ Aedes wrapping paper လေးကတော့ပုံမှန် Aedes wrapping paper လို့ပါပဲကျွန်တော်တို့ဒီ bat bandi ရဲ့ logo တွေမတွေ့ရပါဘူးဒီ Aedes logo တွေပဲတွေ့ရပါတယ်ဟုတ်ပါတယ်ဒီဖက်နယ်လေးပါပဲဒီ Aedes အာဘယ်လိုပြောလဲ Ballerina ဒီ bat bandi collaboration လောက်ထားတဲ့ဖက်နယ်လေးပေါ့နော် အာဆက်စပ်ချင်းတွေ့ရရင်ကျွန်တော်အရင် unit ဖြစ်တာတစ်ခုတွေ့ရတာသူရဲ့ဖက်နှက် size tag size tag ကပုံမှန်ဆိုရင်ကျွန်တော်ဒီဖက်နှက်အသွင်းလေးမှာရေးထားတယ်ဒီကောင်းကြောင့်ဖက်နှက်နောက်မှာတော့ date ကိုရေးထားတာကျွန်တော်ချုပ်ထားနဲ့အပြင်ဘက်မှာချုပ်ထားတယ်ပြီးရင် unit ဖြစ်တာနောက်တစ်ခုကကျွန်တော်တို့ပုံမှန်ကျွန်တော်ကိုယ်တိုင်ကလည်းဘဲလေးဖက်နှက်တွေကိုတိတ်ပြီးမသိတာလားတော့မသိဘူးနော်ပုံမှန်မြင်နေကြ sneaker တွေလို့မဟုတ်ပဲသူရဲ့ဖက်နှက် outsole ပါကျွန်တော်တို့ဒီ outsole ကဒီလိုမျိုးအာဒီလိုမျိုး white နေတဲ့ pattern လေးပဲပါပါတယ်ကျွန်တော်ဒီဖက်နှက်ဘေးကဒီ Adidas 3 stripes က outfit ကိုပတ်ပြီးတွားပါတယ် အဲ့တော့ကျွန်တော်အသွေးတဲ့ပထမဆုံးဝင်တာကတော့ဖက်နှက်ကတော့ share လာတယ် unit ဖြစ်တယ်အာဒါပေမဲ့ကျွန်တော်တို့ဒီဒီရာလေးကကြီးရပါတယ်ပင်ရင်တော့အပိလွယ်မယ်လို့တော့ထင်ပါတယ်ပေးရတယ်နည်းနည်းကတိမဲ့အောင်ပေါ့ကျွန်တော်ဒီဖက်နှက်ကြိုးလေးကကျွန်တော်ခြေရတဲ့ကြုံမျိုးမှုပါကျွန်တော်ဒီ elastic ဟာ elastic တောင်ပြတဲ့ကျွန်တော်ဒီ shoe lace lock လေးနဲ့ထိန်းထားတာပါကျွန်တော်ဒီဖက်နှက်လေးကကောက်ပြီးဆွရမယ်ဖက်နှက်ပုံစံမျိုးလေးနဲ့တူပါတယ်ကျွန်တော်ဒီဖက်နှက်အတွင်းဆိုးတဲ့မှာဒီ AIDS ရဲ့ logo လေးတွေ့မယ်ပြီးရင်ဒီမှာ အာ Aedes စာလေးရေးထားမယ် Aedes စာလေးရဲ့ဘေးမှာကျွန်တော်တို့ဒီအာတိတ်တော့မြင်ရမယ်မထင်ဘူးဒီ Parabat Bandi ဆိုတဲ့စာလေးကိုကျွန်တော်တို့ရေးထားပါတယ်ကျွန်တော်ဖက်နက်ဘူးပုံမှာရေးထားတဲ့စာအတိုင်းပေါ့နော်ဒီဖက်နက်ဘေးမှာတော့ Bandi တူလို့ရေးထားပါတယ် My name is Benito ဒါပေမဲ့ဘယ်လိုပဲပြောပြောပေါ့နော်ဒီဖက်နက်လေးက aesthetic ဖြစ်တယ်လို့ပြောရင်ညင်းလို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့ပုံမှန် sample တွေဝယ်မဲ့စာတော့ကျွန်တော်တို့ဒီ ်အဖနက်လေးကမဆိုး unique ပို့ဖြစ်တယ်လို့ခံစားရပါတယ်ကျွန်တော်တို့ဒီလိုမျိုး alpha ကိုဆိုးอ่ะဒီလိုတွားတာမျိုးနဲ့တောင်းတိုင်းအောင်ဖနက်တွေမှာမမြင်ဘူးတလောက်ဖြစ်နေတာမလို့ပေါ့နော်တကယ်၍တင်ရဒီ flash shoes တွေဝယ်မစဉ်းစားနေရဆိုရင်လူတိုင်းဝင့်နေတဲ့ sample တွေဝယ်မဲ့အစားတော့ဒီ bad band ရဲ့ဒီ ballerina ဖနက်လေးကိုလည်းထည့်စဉ်းစားရစဉ်းစားနေပါတယ်ဒီအောက်က gam ဆိုးလေးဆိုရင်နည်းနည်းဒီအကြည့်ရောင်ပုံစံလေးနဲ့ပါအဲ့တော့ဟုတ်ပြီနောက်ဆုံးအရေးကြီးဆုံးအချက်ကဘာလဲဆိုရင်ဈေးဟုတ်ပါတယ်ကျွန်တော်ဒီကောင်လေးရဲ့ဈေးကကျွန်တော်တို့ဒီ မြန်မာပြည်အရောက်ကိုဆိုဒီ tax တွေ shipping တွေနဲ့ဆိုရင်ကျွန်တော်တို့အဲ6သိန်းခွဲလောက်ကြပါမယ်ကျွန်တော်ပြောတာ retail price ပါအကယ်၍ဒီ show out ဖြစ်ရင် resource တွေနဲ့ဝယ်ရမဝယ်ရလားတော့ကျွန်တော်တော့မသိဘူးပေါ့နော်ကျွန်တော်ခုနကကြည့်တာတော့လောလောဆယ်ထိတော့ ကျွန်တော် retail price site တချို့တွေရနိုင်ပါတယ်ကျွန်တော်ခုနပြောဖို့တစ်ချက်မေ့သွားတာကျွန်တော်ဒီဖက်နဲ့ထိတ်မှာကျွန်တော်ပုံမှန် logo နေရာဒီမှာ address logo တွေဘာတွေရိုက်တဲ့နေရာမှာဘာမှမရိုက်ထားဘူးကျွန်တော်တို့ဒီအစင်းချောင်းလေးတွေချစ်ထားတွေ့ရတယ်အာပြီးရင်ဒီဖက်နဲ့နောက်ကအာ tab လေးရလဲမိုက်တယ်ရွှေရောင်လိုမျိုးအပြောင်လေးကိုကျွန်တော်ထည့်ထားတွေ့ရပါတယ်ဖက်နဲ့ကျွဲထိတ်ကောင်းလေးတွေကတော့ဒီလိုမျိုးပုံစံပေါ့နော်အာဘဲလေးမကတဲ့ရင်တော့မှဒီဖက်နယ်လေးစီးပြီးတော့ကျွန်တော်တို့ဒီ tension flow ကိုတွားပြီးတော့ကနိုင်ပါတယ်